အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့အေးမိချောင်းဆိုးသူတွေအတွက်အဓိကကြတဲ့သဘာဝအိမ်တွင်းကုထုံ၄မျိုးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ယာဒီအခုအပြောင်းမှာတုတ်ကွေးလိုမျိုးအေးမိချောင်းဆိုးတာက လူအားလုံးနှီးပါးကိုတနည်းနည်းနဲ့ဒုက္ခပေးတတ်ပါတယ်ဒီအချိန်မှာအထူးဂရုစိုက်ရမယ့်အချိန်တစ်ခုဖြစ်ပါတယ်နည်းနည်းလေးဂရုမစိုက်လိုက်တာနဲ့အနေခက်အလုတ်ပြက်တာမျိုးတွေတောက်လျှောက်ဖြစ်လာနိုင်ပါတယ် လူတိုင်းလိုလိုအေးမိချောင်းဆိုးပူးကြမှာပါအေးမိတယ်ဆိုတာခန္ဓာကိုယ်ထဲကိုဗိုင်းရပ်စ်ပိုး sneaky virus အသေးစားလေးတွေဝင်ရောက်ပြီးနှာခေါင်းနဲ့လေကြောင်းကိုစတင်ဒုက္ခပေးတာကိုပြောတာပါအေးမိခြင်းရဲ့အဖြစ်များတဲ့လက္ခဏာတွေကတော့နံပါတ်1နှာရည်ယိုလာတယ်ဒါမှမဟုတ်နှာခေါင်းပိတ်လာနှာခေါင်းဟာရေယိုစိတ်နေတဲ့ဗုံပိုင်ကောင်းလိုဖြစ်နေတတ်ပါတယ်နှာခေါင်းပိတ်ဆို့နေတာကိုခံစားရတာဟာခန္ဓာကိုယ်ကဗိုင်းရပ်စ်ကိုဖယ်ရှားဖို့ကြိုးစားနေတာကြောင့်ဖြစ်ပါတယ်လူနာဟာ နှာရည်ယိုတာနှာပိတ်တာမျက်လုံးတွေကမျက်ရည်ယိုတာတွေဖြစ်လာတဲ့အခါခံစားရတာကတဖြည်းဖြည်းတိုးလာတတ်ပါတယ်အနည်းကခက်လာပါတယ်နံပါတ်1နှာချေလာတယ် sneezing နှာချေတာခန္ဓာကိုယ်ကပိုးမွားတွေကိုကန်ထုတ်ဖို့ကြိုးစားတဲ့အတွက်နှာခေါင်းကနေပေါက်ကွဲစံတီးတီးလေးတွေထွက်လာတာနဲ့တူပါတယ်တစုံတစ်ယောက်နှာချေတာဒါမှမဟုတ်နှာခေါင်းစတင်ပိတ်ဆို့လာတယ်လို့ခံစားရတဲ့အခါမျိုးမှာအိမ်တွင်းကုထုံးတွေကိုချက်ချင်းအသုံးပြုတတ်ပါတယ်နံပါတ်3လေကြောင်းနာလာဆိုးထုတ် ဗိုင်းရပ်စ်ကလေကြောင်းကိုထိခိုက်စေပြီးရားရံစေတဲ့အတွက်လေကြောင်းဟာကြမ်းတမ်းလာ၊ခြောက်တွေ့လာ၊ဒါမှမဟုတ်နာကျင်နေတယ်လို့ခံစားရနိုင်ပါတယ်။နံပါတ်၄ချောင်းဆိုးလာ၊ coaching အဆုတ်ကမသက်ဆိုင်တဲ့အရာမှန်သမျှကိုဖယ်ရှားပစ်လို့တဲ့အတွက်ချောင်းဆိုးစီပါတယ်။ခြောက်တွေ့တဲ့ချောင်းဆိုးခြင်း dry cough အတွက်ထင်းရဲ့ဂျင်းမုံနဲ့စနွေးမုံသုံးပြီးလှုပ်ထားတဲ့လဒူလိုခေါ်တဲ့လုံးလေးတွေကိုစုပ်ယူပေးတာကအလွန်ကောင်းမွန်တဲ့ကုသမှုတစ်ခုဖြစ်ပါတယ်။ညီမကအဖျားငွေ့ငွေ့ရှိလာတယ် မိုင်းဖီဗာအေးမိတဲ့ခါကိုပူလိုခံစားရနိုင်ပါတယ်ခန္ဓာကိုယ်ကဗိုင်းရပ်ကိုရှင်သန်ရပိုခက်ခဲအောင်အတွင်းအပူချိန်ကိုတိုးမြှင့်လိုက်တဲ့အတွက်အပူငွေ့ငွေ့ရှိနိုင်ပါတယ်အမြဲတမ်းတော့မဟုတ်ပါဘူးနံပါတ်6အခြားသောလက္ခဏာတွေလည်းဖြစ်လာတတ်ပါတယ်ခေါင်းကြိုက်တယ်ဟဲဒိတ်နှာခေါင်းပိတ်ဆို့မှုကြောင့်ဒါမှမဟုတ်ယောဂပိုးဝင်မှုကနေဖိအားများလာတာကြောင့်ခေါင်းကိုလေးလံစေပါလေခေါင်းကြိုက်တာကိုခံစားရနိုင်ပါကိုလက်ကြိုက်ခဲလာတယ်မောပန်းနွမ်းနယ်လာ မျက်ရည်ကျလာတယ်အနံ့အယတာပျောက်ဆုံးလာတတ်တယ်ချမ်းတုံလာတယ်ဒါတွေဟာအေးမိတဲ့အခါဖြစ်လာတတ်တဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ဒါတွေအလုံးဖြစ်လာတဲ့အထိစောင့်မနေသင့်ပါဘူးအချို့လက္ခဏာတွေဖြစ်လာတာနဲ့သဘာဝအိမ်တွင်းကုထုံးတွေကိုအသုံးပြုသင့်ပါတယ်ကဲအခုအတိကသဘာဝအိမ်တွင်းကုထုံး၄မျိုးကို ပြောပြပါမယ်အဲ့ဒါတွေကတော့နံပါတ်1ကာတာလို့ခေါ်တဲ့သမယောကြဖြော်ရည်ဒါမှမဟုတ်ဆေးဘက်ဝင်လက်ဖက်ရည်တောက်သုံးချင်း ဒါကတော့ဆေးဘက်ဝင်အပင်တွေနဲ့နန်းတာမျိုးတွေပေါင်းစပ်ထားတဲ့တောက်ဆရာဖြစ်ပြီးကိုခံအားကိုမြင့်တင်ပေးနိုင်ပါတယ်ဒီဖြော်ရည်ကိုအေးမိတာနဲ့ချောင်းဆိုးတာတွေအတွက်အကောင်းဆုံးပေါင်းစပ်ကုကုထုံးလို့တော့ဆိုထားပါတယ်ပြင်စင်နီးနဲ့တောက်သုံးနီးဂျင်းဂျင်ဂျာချစ်ထားသောဂျင်းလက်ဖေးစုံတဝက်ခန့်ဓမ္မမဟုတ်ဂျင်းချောက်ကိုသုံးနိုင်ပါတယ်တန်ရှင်းတဲ့ပင်စင်ရွက်တာစီလီးဖ်ဓမ္မမဟုတ် holy basil လက်ဖြစ်နုနုတ်ချီထားတဲ့တန်ရှင်းတဲ့ပင်စင်းရွက်နှရွက်ဓာမှု၃ရွက်ခန့်တစ်ချဘိုးခေါက်အမှုတ်ဆီနမွန်ပေါင်ဒါအနှဲငယ်ငရုတ်ကောင်းမှုတ် black pepper ပေါင်ဒါအနှဲငယ်မှတ်ချက်ငရုတ်ကောင်းဟာရောင်ရမ်းမှုကိုလျှော့ချပေးတဲ့ဂုဏ်သတ္တိရှိပြီးဂျင်းမှာလည်းရောင်ရမ်းမှုကိုတားဆီးနိုင်တဲ့ဂုဏ်သတ္တိရှိပါတယ်ဒီပါဝင်ပစ္စည်းအားလုံးကိုရေးတစ်ခွက်ခွဲခန့်နဲ့10မိနစ်ကနေ15မိနစ်အထိစုပေါင်းကြိုပြီးတဲ့နောက်အရေးစစ်ပြီးနွယ်နွယ်လေးတောက်သုံးရပါမယ် အရသာချိုးခြင်းနဲ့ဆိုရင် ပြားရည်ဓမ္မမုတ်ထညက်ထဲ့ပြီးတောင်းနိုင်ပါတယ်အေးမိတာတက်တာစီဖို့တနေ့ကိုနှစ်ချိန်ကနေသုံးချိန်အထိတောင်းနိုင်ပါတယ်နံပါတ်၄စားရည်နဲ့ပလုတ်ချင်းချင်းဂါဂယ်စားရည်နူးနူးနဲ့ပလုတ်ချင်းတာဟာလေချောင်းနာတာကိုတက်တာစီပြီးရောင်ရမ်းမှုကိုလျှော့ချပေးနိုင်ပါတယ်ပြင်ဆင်နည်းနဲ့လှုပ်ဆောင်နည်းရေနွေးနွေးတစ်ခွက်ထဲမှာစားလက်ဖက်ရည်စွန်းတစ်ဝက်ခန့်ကိုရောမှွေပါဒီအရေနဲ့စက္ကန့်30ကပလုတ်ချင်းပြီးထွေးထုတ်ပါ ပလုတ်ကျင်းတာဟာမလိုအပ်တဲ့ချွဲသလိပ်တွေကိုလည်းပျော်သွားအောင်ကူညီပေးပါတယ်။ဒီနေ့ကိုအကျိန်များစွာလုပ်ပေးနိုင်ပါတယ်။အရေးထဲမှာစနွင်းပုံအနှဲငယ်ကိုလည်းထည့်ပြီးပလုတ်ကျင်းနိုင်သေးတယ်လို့ဆိုထားပါတယ်။နံပါတ်3တာမယာရေပါတဲ့ရေနွေးနွေးကိုတောက်သုံးခြင်းရေနွေးနွေးတောက်သုံးတာဟာခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကိုဖယ်ရှားပေးဖို့ကူညီပေးပါတယ်။တာမယာရေကတော့ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးပြီးရောင်ရမ်းမှုကိုလျှော့ချပေးနိုင်ပါတယ်။ ဂျင်းနွေးနွေးတဲကိုတံမြာရီအဆက်အနှဲငယ်ညှစ်ထည့်ပြီးတနေ့တာလုံးတောက်ပေးခြင်းဖြစ်အေးမိတာနဲ့ချောင်းဆိုးတာကိုသက်သာစည်းနိုင်ပါတယ်။နံပါတ်၄လေကောင်းလေသန့်ရှူပါတနေ့တာလုံးအခန်းပိတ်လေးပေးဆက်ဖွင့်ထားတဲ့အခန်းထဲမှာပဲနေထိုင်တာက အေးမိတာနဲ့ချောင်းဆိုးတဲ့လက္ခဏာတွေကိုပိုဆိုးစေနိုင်ပါတယ်။ဒါကြောင့်ခဏနားပြီးအပြင်ဘက်ကိုထွက်ကာလေကောင်းလေသန့်ရှူရှိုက်ပြလိုက်ပါ။ဒါဆိုရင် အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုကိုလျှော့ချပေးနိုင်ပြီးစိတ်ခံစားချက်ကိုလည်းကြည်လင်လန်းဆန်းစေပါတယ်။ညီကုန်းကျုပ်ပြောရရင်ဒီအကြောင်းအရာတွေအားလုံးရဲ့အနှစ်ချုပ်ကတော့ကာဝယ်ခြင်းဟာ ကုသခြင်းတဲ့ပိုကောင်းတယ်ဆိုတဲ့စကားကိုသတိရဖို့ပါပဲ။နံပါတ်1လက္ခဏာစတာနဲ့ချက်ချင်းတိုက်ခိုက်ပါ။အေးမိတဲ့လက္ခဏာတွေနှာချေတာနှာခေါင်းပိတ်တာ ကိုယ်ပူသလိုခံစားရတာမျိုးပြီးစလာပြီးဆိုရင် အချိန်ဆွဲမနေပဲချက်ချင်းတိုက်ခိုက်ဖို့အရေးကြီးပါတယ်ဒီလိုလက္ခဏာတွေစတာနဲ့ရိုးရှင်းတဲ့အိမ်တွင်းကုထုံးတွေကိုချက်ချင်းအသုံးပြုလိုက်ပါအဲဒီလိုမလုပ်ဘူးဆိုရင်အေးမိတာကပိုဆိုးလာပြီးတကယ်ကို အသက်ရှူရခက်တဲ့ပြဿနာတွေ influencer အထိဖြစ်လာနိုင်ပါတယ်နံပါတ်1တဘာဝဆေးဘွယ်ဝင်ပစ္စည်းများရဲ့အစွမ်းပြောထားတဲ့ကာတာဖျော်ရည်လိုမျိုးတဘာဝကုထုံးတွေဟာတကယ်ကိုအံ့ဩစရာကောင်းတဲ့အစွမ်းတွေရှိပါတယ် ကိုခံအားမြင့်တင်ပြီးနိုင်တယ်။တန်ရှင်းတဲ့ပင်စင်းရွက် Holy Basil လိုမျိုးအပင်တွေက ကိုခံအား antibody ထုတ်လုပ်မှုကိုမြင့်တင်ပေးပါတယ်။ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်တယ်။ဂျင်းထဲမှာဂျင်ဂျာရောပါဝင်နေပါတယ်။မြို့ကောင်းတွေထဲမှာရောင်ရမ်းမှုကိုစန့်ကျင်တဲ့အစွမ်းတတ်တည်း၍ anti inflammatory အားကောင်းစွာပါဝင်နေပါတယ်။အစိတ်အကြောက်ဖယ်ရှားပေးတယ်။ရည်နှင်းတွေဓမ္မမဟုတ်တမ်းမြာကြီးပါတဲ့ရည်နှင်းတွေကိုတစ်နေ့တာလုံးတောက်တာဟာ ခန္ဓာကိုယ်ထဲကအစိတ်တောက်တွေကိုဖယ်ရှားပေးပြီးလေချောင်းကိုတက်တာစီတဲ့အာနိသင်ကိုပေးပါတယ်ဒါကြောင့်ဒီပေါင်းဆက်ကုထုံးတွေဂျင်းပြားရင် စားရင်ပြုတ်ချင်းချင်းတို့ကိုစမ်းတက်ကြည့်ပါ ကို့အတွက်ဘယ်ဟာကချက်ချင်းတက်တာမှုပေးနိုင်လဲဆိုတာကိုရှာဖွေဖို့လိုပါတယ်ပိုကောင်းတဲ့ကုထုံးကိုအချိန်ချင်းလုပ်ပါအေးအေးမိတာချောင်းဆိုးဓာတ်တွေကိုပိုမဆိုးအောင်ကာကွယ်ရရောက်စီပါတယ်နံပါတ်3ရှောင်းတဲ့အမားတွေနဲ့အဓိကအကြောင်းရင်း အေးအေးမိတာကိုပိုဆိုးစေတဲ့အမားတွေလောက်တာမျိုးကိုရှောင်ရှားဖို့လိုပါတယ်။နံပါတ်၁ပန်ကာအောက်မှာဓာတ်ရိုက်ထိုင်ခြင်းဥကောင်းအေးအေးမိပြီးနှာခေါင်းလမ်းကြောင်းပိတ်တာလေကြောင်းနာတာတွေဖြစ်လာနိုင်လို့ရှောင်ရပါမယ်။နံပါတ်၂ရေခဲအေးခဲထားတဲ့အစာတောက်တွေကိုရှောင်ပါအေးတွေကအတွင်းပိုင်းအလွှာတွေကိုထိခိုက်စေပြီးအေးမိခြင်းကိုဖြစ်စေနိုင်ပါတယ်။နံပါတ်3ဝန်းချုပ်ခြင်းကိုယူဆိုင်ပါ။ယောဂများစွာရဲ့အဓိကအကြောင်းရင်းထဲမှာဝန်းချုပ်ခြင်းလည်းပါဝင်ပါတယ်။ဒါကြောင့ အစာလမ်းကြောင်းကိုတန်ရှင်းနေစီဖို့တနေ့ကို2ချိန်ဒါမှမဟုတ်3ချိန်အထိဝန်းသွားအောင်ယူဆိုင်ဖို့လိုပါတယ်အချုပ်အားဖြင့်ဆိုရရင်အေးမိတာကိုပော့ပော့လေးမထားသင့်ပါဘူးဒီအိမ်တွင်းကုထုံးတွေကိုချက်ချင်းအသုံးပြုပြီးကိုယ့်ကိုယ်ကိုယူဆိုင်ပါကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ပါရေမောပျော်ရွှင်ပါရေမောတာဟာအကောင်းဆုံးဆေးဆိုတဲ့အခြေအကိုလည်းသတိရပါရေမောတာကိုခံအားကိုတိုးစေပါတယ်ပြီးတော့အမြဲတမ်းကျမ်းမာပျော်ရွှင်နေဖို့ကြိုးစားပါလို့တိုက်တွန်းခြင်းပါ အစအဆုံးကြည့်ရှုအားပေးပြီးတော့ကျေးဇူးတင်ပါတယ်။နောက်နောက်လောလောလောကူကြည့်ရှုနိုင်ဖို့ subscribe ကိုတစ်ချိန်လေးပေးထားပါလို့မြစ်တာရက်ခံပါရတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစည်းကျင်းပါရတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Happy great day